မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 1ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်က CID ရုံးအနောက်ပေါက်ဂိတ်ကိုလက်ပစ်ပုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာတာဝန်ကျတဲ့ရဲနှစ်ယောက်ထိခိုက်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ31ရက်နေ့မနေ့ကညပိုင်းမှာအင်းစိန်မြို့နယ်စေယုံကြီးအနောက်ဘက်မှာရှိတဲ့အင်းစိန် CID ရုံးအနောက်ပေါက်ဂိတ်ကို Mothersel Yangon Force မြို့ပြ UG အဖွဲ့ဝင်တွေကလက်ပစ်ပုံးနှလုံးနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနေ့ကည9:00ခွဲအချိန်လောက်မှာ အင်းစိန် CID ရုံးရဲ့နောက်ပေါက်ဝဂိတ်တဲ့တယ်ကိုလက်ပြဘုံနဲ့ပြစ်ခဲ့ပါတယ်လက်ပြဘုံနှလုံးကဂိတ်ပေါက်ဝတဲ့တယ်ကိုကြောက်ရောက်ပောက်ွဲပြီးတော့ရဲနှာကောင်သေးတယ်ဒကောင်ကတော့ဒဏ်ရာရတယ်လို့မြေပြင်သတင်းတွေအရသိရှိခဲ့ရပါတယ်လို့ Mother San Yangon Force မြို့ပြ UG တပ်ဖွဲ့ကတာဝန်ခံဘုံနိုင်ကပြောပြထားပါရယ်၎င်းတိုက်ခိုက်မှုကနေထွက်ပေါ်လာတဲ့လက်ပြဘုံပောက်ကွဲတံကိုအင်းစိန်အနီးတော်ဝိုက်ကကြားခဲ့ရကြောင်းဒေသခံတွေကပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုအပြီးမှာအခင်းဖြစ်ပွားရာနေရာကိုစစ်ကောင်စီတပ်ကဖောကားတွေနဲ့ရောက်ရှိလာပြီးတော့အနီးနားပတ်ဝန်းကျင်တွေကိုရှာဖွေစစ်ဆေးတာမနက်၄မိုင်အထိကိုလမ်းပိတ်ပြီးစစ်ဆေးတာတွေအပြင်အရွက်ဝက်နဲ့ကင်းမုံချထားတာမျိုးတွေလည်းရှိခဲ့တယ်လို့သိရပါရယ် Mother San Yangon Force မြို့ပြ UG အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့2024ခုနှစ်မေလတုန်းကလည်းအလားတူပဲအင်းစိန် CID ရုံးရဲ့အရှိပောက်ဝါကိုလက်ပစ်ဘုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့မှုပြီးတော့စစ်ကောင်စီတပ်သား၄ယောက်တေဆုံးက၃ကောင်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းတင်ပြရရှိပါရစေခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်တလုံးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ရာစစ်သားများပြားတေဆုံးပြီးစစ်တပ်ကလေကြောင်းတိုက်ခတ်မှုများဇက်တိုက်လှုပ်ဆောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဖေဖော်ဝါရီလတရက်နေ့မနက်၄နာရီခန့်ကမြင်းကြံမြို့နယ်တလုံးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမနက်ခင်းတပိုင်းလုံးနှိပါချမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်သားအများပြားတေဆုံးက စစ်တပ်က Jet Fighter MI-35 ရဟတ်ယာဉ်များနဲ့ပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကိုတိမ့်ပိုက်ခါနီးတော့လေကျင်းအားနည်းလာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။ကျင်းအားနည်းလာလို့ပြန်ဆုတ်ခဲ့ရတာပါ။ စခန်းကိုဝိုင်းနိုင်တဲ့အနေအထားထိတော့ရောက်ခဲ့တာပေါ့စစ်ခွေးတွေဘက်ကတော့အတုံးယုံပဲတည်တာတွေရှိတယ်သူတို့ဘက်ကနည်းနည်းလေးတောက်ခံနိုင်တဲ့အနေအထားရလိုက်တယ်ကျွန်တော်တို့မှာကကြည်အင်အားနည်းလာတာကြောင့်ရပြန်ဆုတ်လာခဲ့ရတာကျွန်တော်တို့ဘက်ကလည်းထိခိုက်မှုတော့ရှိပါတယ်အသက်အန္တရာယ်တော့ဆိုရင်ရတာမရှိဘူးအခုတော့နည်းနည်းလေးပြန်ဆုတ်ထားတယ်စစ်ခွေးတွေဘက်ကတော့တလုံးမြုပ်ကိုအခု၁၇နှစ်လောက်ကစပြီးတော့မီးရှို့နေတယ်လို့တလုံး PDF တာဝန်ခံကိုစိမ့်မောင်ကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်ဆက်တက်ကလေချောင်းပစ်ကူတာပေးနိုင်ခဲ့ပြီးတော့ မြေပြင်စစ်ကူစစ်ကြောင်းများကိုဖျက်တောက်နိုင်ခဲ့တယ်လို့သိရပါဗျ။အချက်မဲ့စစ်တကလေကြောင်းကနေတိုက်ခတ်မှုကြောင့်ပြည်သူတအုပ်သေးဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကနေအိမ်များလည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။မြေပြင်ကတော့ကျွန်တော်တို့တွေဖျက်တောက်ထားနိုင်တဲ့အတွက်ရောက်လာတာမရှိပါဘူး။လေကြောင်းကနေတိုက်တာကပြည်သူတအုပ်သေးသွားတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်နေအိမ်ပျက်စီးမှုတွေလည်းရှိတယ်တိုက်ပွဲဆတော့မြို့ထဲကနေထွက်တဲ့ပြည်သူတွေကထွက်တယ်မထွက်ဘဲနဲ့ကြံနေတဲ့ပြည်သူတွေကလေကြောင်းကနေပြစ်တာမှထိသွားတာလို့တလုတ် PDF တာဝန်ခံကိုစိမ်းမောင်ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြပ်ဖက်စစ်ကောင်စီရဲ့ဝင်ကြီးဌာန website များမှာ2020ရွေးကောက်ပွဲမဲမတမာမှုအစီရင်ခံစာကိုလွှင့်တင်ထားရာဝင်ရောက်ကြည့်ရှုတဲ့သူတွေနဲပါနေတဲ့အတွက်ဝန်ထမ်းများဝင်ရောက်ကြည့်ရှုကထောက်ခံကြောင်းမှတ်ချက်များဝင်ရေးရန်စစ်ကောင်စီကအမိန့်ထုတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ31ရက်နေ့ကဝန်ထမ်းများကိုလစာထုတ်ပေးတဲ့အချိန်မှာဌာနဆိုင်ရာအကြီးအကဲများကအခုလိုမျိုးအမိန့်ထုတ်ညွှန်ကြားခဲ့ခြင်းဖြစ်ပြီးတော့ website များမှာ2020ရွေးကောက်ပွဲမဲမတမာမှုများရှိခဲ့တယ်ဆိုသော ထောက်ခံချက်များမှတ်ချက်ပေးကြရန်ဖိအားပေးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဝင်မကြည့်တဲ့သူမှတ်ချက်မပေးတဲ့ဝန်ထမ်းများကိုရုံးတွင်းအရေးယူမှုများပြုလုပ်မယ်လို့ချိန်ချောင်းနေတယ်လို့သိရပါတယ်။ဝင်ကြီးဌာနတွေကနေပြီးတော့အခု post တင်ထားတယ်။ဝန်ထမ်းတွေအားလုံးကပုံမှန်မှာဟုတ်ပါတယ်ဟုတ်ကဲ့ပါလို့မန့်ပေးရမယ်လို့အမိန့်ထုတ်ထားတယ်။မနေ့ကလစာထုတ်တဲ့အစည်းအဝေးမှာညွှန်ကြားလိုက်ပါတယ်။အဲ့ဒီလိုမှတ်ချက်မပေးဘူးကုန်းမှန်မရေးဘူးဆိုရင်အရေးယူမှုတွေပြုလုပ်သွားမယ်လို့သိရတယ်လို့ဌာနဆိုင်ရာဝန်ထမ်းတို့ကပြန်လည်ပြောပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ website များမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့မဲမတမာမှုနဲ့တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်ဆိုပြီးတော့ PDF ဖိုင်များနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ်။စစ်ကောင်စီကထုတ်ပြန်ထားတဲ့2020ရွေးကောက်ပွဲမဲမတမာမှု PDF ဖိုင်ထဲမှာရွေးကောက်ပွဲအချို့ကာလမှာကြိုတင်ကြံစီဆောင်ရွက်မှုများရွေးကောက်ပွဲကာလမှာဆောင်ရွက်ခဲ့မှုများရွေးကောက်ပွဲအလွန်ကာလမှာဖြစ်စဉ်များ မြန်မာနိုင်ငံတဝန်းလုံးရွေးကောက်ပွဲကျင်းပခဲ့တဲ့မြို့နယ်315မြို့နယ်ရဲ့မဲဆင်းစီစစ်ခြင်းနဲ့မြေပြင်ကွင်းစင်စစ်ဆေးဆောင်ရွက်ခြင်းရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ်ခြုံငုံစစ်ဆေးတွေ့ရှိချက်2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များကိုပယ်ဖျက်ခြင်းနဲ့ 2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ်ပုံသက်ချက်စတဲ့အချက်များကိုဖော်ပြထားတယ်လို့သိရပါတယ်2020ရွေးကောက်ပွဲမှာပြည်သူများက NLD ပါတီကိုသာပြက်ပြက်သားသားမဲပေးရွေးချယ်ခဲ့တော်လဲမဲမတမာမှုပြုလုပ်တယ်ဆိုပြီးတော့အကြမ်းဖက်စစ်ကောင်စီက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းစစ်ကောင်စီက2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေ2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့အထိအာနာသိန်းရဲ့ကာလ၄နှစ်အတွဲမှာအသက်မပြည့်သေးတဲ့ကလေးတငယ်ပေါင်း260ဦးကိုဖမ်းဆီးထားကြောင်းဒီကနေ့မှာအာနာသိန်းကာလ၄နှစ်ပြည့်တဲ့နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်တပ်ကတိုင်းပြည်အာဏာကိုသိမ်းယူပြီးတဲ့နောက်ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတအတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်အစိုးရအဖွဲ့ကဝင်ကြီးများလွှတ်တော်ကိုယ်စားလှယ်များ၎င်းတို့ကိုစန့်ကျင်သူများပြည်သူများအပါအဝင်ဥပဒေမဲ့ဖမ်းဆီးခံရသူ2000ကျော်အထိရှိလာတယ်လို့၎င်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီဟာ ဖမ်းဆီးရမိတဲ့ပြည်သူများကိုစစ်တော်ရေးစခန်းများမှာတပ်ဖြတ်ခြင်းနိုင်ငံရေးအကျဉ်းသားများအကျဉ်းထောင်အတွင်းမှာလုံလောက်တဲ့စေဝါကူတာမှုအစာအာဟာရများမရရှိခြင်းတို့ကြောင့်မလိုလားပဲနဲ့တေဆုံးခြင်းအကြောင်းမဲ့ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကြောင့်တေဆုံးရခြင်းအကျဉ်းထောင်ပြည်ပကိုထုတ်ကာတပ်ဖြတ်ခြင်းတို့အပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရက်ရွာများမှာတော့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခံရခြင်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခံရခြင်း အမျိုးသမီးများကိုအဓမ္မပြုကျင့်တပ်ဖြတ်ခြင်းစတဲ့ရာဇဝတ်မှုများကိုကျူးလွန်လျက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်ရဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ခြင်းလေကြောင်းကနေဘုံကျဲခြင်းတို့ကြောင့် ပြည်သူအယောက်ပေါင်း9140ဦးတေဆုံးခဲ့ရပြီးတော့အဲ့ဒီတည်းကမှ NLD ပါတီကအခွဲချုပ်ပါတီမှာ၄ဦးပါတီဝင်108ဦးအသက်မပြည့်သေးတဲ့ကလေးတငယ်436ဦးနဲ့အမျိုးသမီး812ဦးတို့တေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီကအပြစ်မဲ့တဲ့ပြည်သူများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ချင်းတာမှာကစီရေးပြတ်မှတ်မဟုတ်တဲ့ပြည်သူတွေနေထိုင်ရာဒေသများဈေးယုံဖုံကြီးကျောင်းဖရဲကျောင်းစာတင်ကျောင်းအစရှိတီတို့ပါမကျန်ရည်ရွယ်ချက်ရှိရှိနဲ့စစ်ကောင်စီက ပြစ်မှတ်ထားပြီးတော့တိုက်ခတ်ခြင်းတို့ကြောင့်အဆောက်အဦပေါင်း13,238ခုပျက်စီးခဲ့ရပြီးတော့ပြည်သူစုစုပေါင်း2666ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်များဟာနိုင်ငံတကာငြိမ်းချမ်းရေးလုံခြုံရေးနဲ့အခြေခံလူကုန်တိုက်ခါကိုထိန်းသိမ်းရန်ရည်ရွယ်တဲ့ကုလသမဂ္ဂဗရင်ဂျန်စာတမ်းကိုလည်းချိုးဖောက်နေခြင်းဖြစ်တယ်လို့ NLD ပါတီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပသိမ်မြို့အမှတ်၁၂ရပ်ကွက်အကြံဖတ်အုပ်ချုပ်ရေးမှူးတန်းထွန်းတဲ့နောက်လိုက်လှဝင်းမြန်မင်းစောဦးဆိုသူတို့ကစစ်မှုမထမ်းခြင်းရင်ငွေကျပ်2000မဖြစ်မနေထည့်ရမယ်ဆိုပြီးတော့အတရားတမှပြည်သူတွေစီကနေလိုက်လံတောင်းခံနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AOD တိုင်းပသိမ်ခရိုင်ပသိမ်မြို့အမှတ်၁၂ရပ်ကွက်အကြံဖတ်အုပ်ချုပ်ရေးမှူးတန်းထွန်းတဲ့သူ့ရဲ့နောက်လိုက်လှဝင်း မြန်မင်းစော်ဦးဆိုသူတို့ဟာပြည်သူစစ်မှုထမ်းကိုအကြောင်းပြပြီးတော့ပြည်သူတွေရဲ့နေအိမ်တွေပေါ်ကိုတိုင်အိမ်တက်တိုင်အိမ်ဆင်းပြီးတော့စစ်မှုထမ်းရမယ်စစ်မှုမထမ်းခြင်းငွေကျပ်2000မဖြစ်မနေထည့်ရမယ်ဆိုပြီးတော့အတင်းအဓမ္မလိုက်လံတောင်းခံနေတယ်လို့ဒေသခံ channel ကဖော်ပြထားပါတယ်ဒီကနေ့ညနေ9:00အချိန်ရက်ကွက်ဓမ္မရုံမှာရက်ကွက်နေပြည်သူများကိုအစည်းအဝေးရှိတယ်မပြတ်မကွက်လာဖို့အတွက်ပြောဆိုထားပြီးတော့ကျန်းဖို့ပါတီအုပ်ချုပ်ရေးမှူးတန်းထွန်းဟာ အရက်လွန်ကျွန်တောက်ထားခြင်းကြောင့်ရောဂါပေါင်းစုံဖြစ်နေတဲ့အတွက်အဲ့ဒီနေရာကိုလှဝင်းဆိုတဲ့သူကလူယူရန်ကြံစည်မှုတွေပြုလုပ်နေတယ်လို့အုတ်ချုပ်ရေးပိုင်းကပြန်လည်သိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်ပေါ့မြို့နယ် တရက်ကန်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အချက်မဲ့စစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူ၃ဦးတေဆုံးပြီးနေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်အစောပိုင်း၃ည၃ည39မိနစ်ဝန်းကျင်အချိန်မှာပေါမြုံနယ်တရက်ကန်ရွာမြောက်ပိုင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မိထီလာရှမ်းတဲ့လေတပ်ကဂျက်ဖိုက်တာဒဇီးနဲ့အကြောင်းမဲ့ဘုံကျဲချခဲ့ရာပြည်သူ၃ဦးတေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူများရဲ့နေအိမ်ရှစ်လုံးနဲ့ထိခိုက်ပျက်စီးသွားရတယ်လို့သိရပါတယ်။ စစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုအတွင်းမှာတေဆုံးသွားတဲ့သူနှစ်ဦးဟာတရက်ကန်ချေးပါကကိုဇော်လင်းစိုးတို့ဇနီးမောင်နှံဖြစ်တယ်လို့သိရပါဗျ။ကျန်တဲ့တအူးကတော့ပခုတ်ကူမြို့နယ်တန်ဖိုချေးပါကတရက်ကန်ချေးပါကိုလာရောက်ပြီးတော့အလုလုနေတဲ့သူကိုဝတ်ကြီးဖြစ်တယ်လို့သိရပါဗျ။ကိုဇော်လင်းစိုးနဲ့သူ့ရဲ့ဇနီးတို့ဟာလေးအိမ်ပေါ်ကနေပြီးတော့ချဲချတဲ့ဘုံကသူတို့နေအိမ်ပေါ်ကိုတိုက်တဲ့ကြောက်ပောက်ခွဲခဲ့တာကြောင့်အိမ်မှာပြိုကျသွားပြီးတော့အလောင်းတွေကိုလည်းတစားစီလိုက်ကောက်ခဲ့ရတယ်လို့ successful force ပေါက်ကတာဝန်ရှိသူကပြောဆိုထားပါတယ်အလားတူပဲဇန်နဝါရီလ30ရက်နေ့ည10:00နာရီအချိန်ကမန္တလေးတိုင်းတောင်တာမြို့နယ်ဇေယကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်လေရင်နဲ့ပေါင်900ဘုံညာချဲချခဲ့ရာပြည်သူပိုင်းနေအိမ်များပျက်စီးခဲ့ရတယ်လို့သိရပြီးကံကောင်းထောက်မစွာနဲ့လူသေဆုံးမှုတော့မရှိဘူးလို့သိရကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ